ီသားစုရင်းရဲ့တောင်းဆိုမှုကြောင့်ဖြိုချလိုက်ရမှာရုပ်အလောင်း80ထပ်မံတွင်ရှိခဲ့တဲ့ Grey Wall Hotel ရန်ကုန်ဆယ်လီနယူပရိသတ်များအားလုံးပဲမင်္ဂလာပါပရိသတ်များရှင်မန္တလေးမြို့တမ်းမြတာစီမြို့နယ်က Grey Wall Hotel ကိုမကြာခင်ရက်တွေတုန်းကတော့ရှာဖွေမှုတွေရက်စဲလိုက်တယ်ဆိုတဲ့သတင်းတွေကြောင့်မီဒီယာတွေမှာတော်တော်လေးကိုပြန့်နှံ့နေကြတာဖြစ်ပြီးမိသားစုရင်းရဲ့မကျေနပ်ချက်တွေကပေါ်ပေါက်နေကြတာပဲဖြစ်ပါတယ်မလ28ရက်မှာငလင်းတွေလောက်ခတ်ခဲ့တာဖြစ်ပြီးမလ31ရက်နေ့မှာတော့ Grey Wall Hotel ကရှာဖွေမှုတွေရက်ဆိုင်လိုက်ပြီလို့ပြောပါတယ်ငလင်းလောက်တဲ့နေ့ကစ ပြီးမလ30ရက်နေ့အထိအသက်ရှင်လျက်ကဲတင်နိုင်ခဲ့သူနှစ်ဦးနဲ့ရုပ်လောင်းနှလုံးသာတွေ့ရှိခဲ့တာပါဒါကြောင့်မလို့အဲ့ဒီဟိုတယ်မှာနောက်ထပ်လူအများအများချက်ရှိနေအောင်မယ်ဆိုတာကတိကျပြီးဖြစ်တယ်လို့တကယ်ကိုဆယ်လီရီရဲ့မိခင်မိသားစုတွေကပါပါဝင်နေတယ်လို့အလှမဲ့တအူးလဲပါနေခဲ့တယ်ဆိုတဲ့သတင်းတွေကပြန့်နေနေတာပါဒါကြောင့်အားလုံးက Grey Wall Hotel မှာကေဆယ်ကြီးတွေလုဆင်းနေကြတာပါဒါပေမဲ့ AB လာ6ရက်နေတော့ကတော့ Grey Wall Hotel ကြီးကိုဖြိုချလိုက်ပါတယ် ဂရိဝဝုတ်တယ်မှာအထက်ရှစ်တက်စီပါဝင်ပြီးအဆောင်နှစ်ခုရှိပြီးတောင်ပတ်ချန်ကအဆောင်ကငလင်ကြပြိုကြခဲ့ပြီးအောက်ဆောင်သုံးတက်မြည်ကြီးနဲ့ပြိုကျသွားခဲ့တာပါမြောက်ဖက်ချန်ကအဆောင်ရင်အောက်ဆောင်သုံးတက်ကလည်းမြည်ကြီးနဲ့ကိုပြိုကျသွားခဲ့တာပါဒါကြောင့်အီဗီလာ6ရက်နေမှာတော့ရှိုင်းနေနေတဲ့ဟိုဘက်တောင်ပတ်ချန်ကပြိုကျသွားပြီးရုံလောင်းတွေထပ်မံတွေ့ရှိရတယ်လို့ပြောပါတယ်တောင်ပတ်ချန်ကရှိုင်းနေနေတဲ့အဆောင်တွေကိုအတွင်းနေသည့်ကယ်ဆယ်ရေးတွေလုပ်ဖို့ဘတ်ဖိုးနဲ့နိုင်နေစင်မှာပြိုကျသွားတယ်လို့သိရပါတယ်ဂရိဝဝုတ်တယ်အဆောင်ကိုပြိုကျနိုင်တဲ့အန်ဒီယန်ရှိအဆောင်လို့ လွန်ခဲ့တဲ့3ရက်ကလေးကသတ်မှတ်ထားတာပါတကယ်လို့မဖြူချဘူးဆိုရင်တော့ပြိုချဖို့အခြေအနေတွေရှိတာကြောင့်မဖြစ်မနေဖြူချလိုက်ရတယ်လို့သိရပါတယ်ငလင်ကြီးလောက်ခတ်ပြီး10ရက်မြောက်နေ့ဖြစ်တဲ့ April 6ရက်နေ့မှာတော့ဟိုတယ်အတွင်းမှာအသက်ရှင်ကျန်ရည်သူမရှိတော့ဘူးလို့ဆိုပါတယ်ခနလွန်မြင်းရှိ Grey World Hotel ကမြို့လေချက်ချကြတဲ့နေရာမှာရှိပြီးတဲခုနေထိုင်သူများလေးရှိတဲ့ဟိုတယ်တစ်ခုဖြစ်ပါတယ်ငလင်ကြီးလောက်ခတ်ချိန်မှာအနည်းဆုံးလူနေရဝန်းကျင်ထပ်မင်းရှိနိုင်တယ်လို့လည်းသိရပါတယ် Grey World Hotel ကထပ်မံပြိုချနိုင်တဲ့အန်ဒီရရှိအစအောင်ဖြစ်တဲ့အတွက်ရှာဖွေကယ်ဆယ်ရေး ွေကိုမလ31ရက်နေ့ကရန်နာလိုက်ပြီးဟိုတယ်ပြိုကျမှုမှာပါဝင်တဲ့ပိတ်မိသူရဲ့မိသားစုဝင်တွေကရှာဖွေခွင့်နဲ့ရုံလောင်းနေထုံယူခွင့်ကို AB 3ရက်နေ့မှာတောင်းဆိုခဲ့တာကြောင့်ရှာဖွေရေးတွေပြန်လည်စတင်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ AB လ6ရက်နေ့မနက်ပိုင်းမှာအပိတက်ပြိုကျလိုက်တာပါ။ ခရီးဝမ်ဟိုတယ်ကိုတရုတ်လူမျိုးဦးတင်မောင်ဆိုတဲ့လူကပိုင်ဆိုင်တာဖြစ်ပါတယ်။အဆောင်ပြုကြပြီးရင်နောက်ကုညီကင်စိန်အချင်းမီမလုံးနိုင်တဲ့အတွက်ကာယကံရှင်မိသားစုရင်းနဲ့ဒေသခံတွေကြာဝေဖန်မှုတွေရှိသလိုဟိုတယ်အတွင်းကရှုံလောင်းနှောင်းနဲ့အသက်ရှင်သူနှောင်းကိုသာကင်စင်နိုင်ခဲ့တယ်လို့သိရပါတယ်။ဖြိုချလိုက်တဲ့အချိန်မှာတော့တည်ဆောင်းသူရှုံလောင်း80ကျော်ရှာဖွေတွေ့ရှိထားတယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့အတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။အသက်ရှင်လျက်ကယ်ထုတ်နိုင်တာတည်ဆောင်းနာရီစင်ရင်ကတိုင်းစိုးရကကင်တယ်တာပြီးတော့နိုင်ငံခြားကရုရှားတရုတ်နဲ့အိန္ဒိယဘက်ကအသီးသီးဝင်တာဆိုတော့ စည်ရင်းတွေကရှုံနေတာလို့ပြောပြခဲ့ပါတယ်။ပရိသတ်ကြီးအနေနဲ့ရော Great Wall Hotel ဖြိုချမှုနဲ့ပတ်သက်ပြီးဘလို့တွေထင်မြင်သုံးသပ်မှတ်ချက်ပြုကြလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများတင်ပါတယ်။နောက်ထပ်လေးအမှုပညာဆိုင်ရာအကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးပါအောင်ရှင်။